ဟာလေလုယာအွန်လိုင်းကခွန်အားယူနေတဲ့ညီကိုမောင်နှမများ God bless you အာမင်ဒီနေ့ကျွန်တော်ပါအားပေးခြင်းလဲဆိုတော့ဘဝမှာပြဿနာမျိုးမျိုးရှိတယ်ဒါပေမဲ့ဘာကိုကြည့်ပြီးတော့ခွန်အားယူမလဲအမျိုးမျိုးရှိတဲ့အခက်အခဲတွေကဘသူ့ကိုကြည့်ပြီးခွန်အားယူရမလဲဖခင်ကြောင့်ကြည့်ပြီးခွန်အားယူရမလားဆရာတွေကိုကြည့်ပြီးခွန်အားယူရမလားကျန်းစာဖတ်ပြီးခွန်အားယူရမလားတခါတလေဘဝကလေကျန်းစာဖတ်ရင်တော့ခွန်အားမရတဲ့အခါရှိတယ်နော် ဘာကိုခွာယူအောင်မန်းကိုမသိဘူးတခါတလေအဲ့လိုကြုံရတတ်တယ်ဘာပဲဖြစ်ဖြစ်အရေးကြီးတာဖယားသခင်လူတွေဟာဘာကိုကြည့်ပြီးခွာယူလဲဘာနဲ့အသက်ရှင်တယ်လဲအဲ့ဒီအကြောင်းကိုဒီနေ့ဝေငှမယ်ထွန်မြောက်ချာခန်းကြီး40 36ကနေ38ဒီဖြစ်တယ်ကျွန်တော်ဖတ်မယ်ဣသရေလမျိုးသားတို့သည်ခရီးသွားလေရာရာတွင်မိုးတိမ်သည်တဲတော်အပေါ်မှကွာမြောက်တော်အခါခရီးသွားကြ၏ မိုးတိမ်မကွာမမြောက်လျင်မကွာမမြောက်မီနေတိုင်အောင်ခါကြီးမသွားပဲနေကြဤခါကြီးသွားလေရာရာတွင်ဣတရေလအမျိုးသားအပေါင်းတို့ ရှေ့မှောက်၌ထာဝရဘုရား၏မိုးတိမ်သည် နေခါတဲတော်ပေါ်မှာတီဤညခါမီးရှံဖြစ်လျက်တီနေလေသတည်းကြည့်ပါဖယားကမိုးတိမ်အပြစ်သူတို့ကိုစကားပြောတယ် မိုးတိမ်ကတဲတော်ကနေကွာမြောက်သွားရင်ဟာသူတို့လည်းအမြန်မြန်ပြန်ပြီးတော့ပစ္စည်းတွေသိမ်းပြင်းစင်ခရီးသွားရတော့မယ်အဲ့ဒီမိုးတိမ်ကရွှေ့သွားရင်ရွှေ့တဲ့နောက်ကိုသူတို့လိုက်ရတယ်နေဖြစ်ဖြစ်ညဖြစ်ဖြစ်တော့မဆိုင်ဘူးမိုးတိမ်မြောက်သွားရင်အဲ့ဒါသွားတော့ပဲမိုးတိမ်ရွှေ့တဲ့ဘက်ကိုလိုက်ရွှေ့ပဲအဲ့ဒါနေတွေညတွေရွေးချယ်ခွင့်မရှိဘူးကြည့်ပါ မိုးတိမ်ကတဲတော်ပေါ်မှာနှစ်ရက်တည်နှစ်ရက်နေရတယ် တလတီရင်တလနေရတယ်တနှစ်တီနေရင်တနှစ်နေရဘသူနဲ့ဆိုင်လဲမိုးတိမ်နဲ့ဆိုင်တယ်ဒါဆိုသူတို့ခยีသွားတာမသွားပဲနေတာအားလုံးဟာသူတို့ဆုံးပြချက်မဟုတ်ဘူးချက်တော်ညီကိုမောင်းတော့မအဲ့ဒီမိုးတိမ်ကိုကြည့်နေရတယ်မိုးတိမ်ကတဲတော်ကနေကွာမြောက်သွားပြီဆိုတော့ကုန်းပြုတ်တဲတွေပြုတ်အားလုံးပြင်းစင်မိုးတိမ်ရွှေ့တဲ့အတိုင်းလိုက်ရွှေ့မိုးတိမ်ကရက်သွားပြီဆိုအဲ့မှာတဲတော်ပြန်ဆောက်အဲ့ဒီမှာပြန်နေ နှစ်ရက်ပြည့်ပြည့်မယ်တစ်လပြည့်ပြည့်မယ်တစ်နှစ်ပြည့်ပြည့်မယ်အဲ့ဒါဖရားနဲ့ပဲစိုက်ဒါဆိုတို့ဘာကြည့်ပြီးသွားလဲအပေါ်ကိုကြည့်ပြီးသွားတာမိုးတိမ်ကိုကြည့်ပြီးသွားတာတကယ်တော့အဲ့ဒီဂန္ဓာယလန်ခိယလေဟာအကောင်နေရှိတယ်အကောင်နေတို့ကိုကရင်တည်သွားမှာဒါမဲ့သိတ်ကောင်းနေတော့ဖရားကတာဝန်ယူတယ်မိုးတိမ်အောက်မှာနေသည်များကာလာပတ်လုံးလုံးချုံနေစားဖို့ပူစရာမလိုဘူးအင်ကြီး ပြဲမှာမပူနဲ့အဲ့ဒီဂန္ဓာယလမ်းမှာအင်ဂျီဆိုင်မရှိဘူးဖဏတ်ဆိုင်မရှိဘူးဖယားသခင်တာဝန်ယူတယ်အင်ဂျီမစုံမပြဲသူတို့ခြေနှင်းလဲမပြတ်ခြေတော့လဲမပေါ်မရခြေတော်ညီကောင်မောင်တို့မလူမာလိုအပ်နေတဲ့လူမာလိုအပ်တဲ့အသုံးဆောင်အလုံးဖယားတာဝန်ယူတယ်လူရဲ့ကြမ်းမာရုပ်လဲဖယားတာဝန်ယူတယ်ပကြနာထောင်းဘယ်မှာနေရင်လဲမိုးတိမ်အောက်မှာနေရင်မိုးတိမ်ကနေအပြင်ဘက်မှာရှောက်နေတာနဲ့မဆိုင်ဘူးနော် ။ဒါကြောင့်ချစ်တော်ညီကိုမောင်နှမဘာကိုကြည့်ပြီးနေရမလဲ။မိုးတိမ်ကိုကြည့်။မိုးတိမ်ကအောက်မှာလားအပေါ်မှာလား။အပေါ်မှာ။အထက်ကိုကြည့်။ခရီးသွား။တင်းကိုဖခင်ကအထက်ကနေလမ်းပြတယ်။ဘေးမကြည့်နဲ့။အထက်ကိုကြည့်ပြီးသွား။သွားရင်လည်းဘယ်ရောက်သွားမလဲ။ခါနန်ပြည်တိဖခင်ကလမ်းပြတဲ့ဖခင်ဖြစ်တယ်။ဟာလေလုယာ။ဖခင်ကမဆရတယ်။လမ်းပြတယ်။ဘယ်ကိုကြည့်ပြီးသွားရလဲ။အထက်ကိုကြည့်ပြီးသွားရတယ်။သခင်ယေရှုက တပည့်တွေနဲ့အတူတူတောရက်မှာနှုတ်ကပတ်တော်ဝင်ငါမိုးချုပ်လာပြီ လူတွေကအများကြီးစားဖို့အစာလိုတယ်ဒါနဲ့ပဲခလေးတယောက်မှမုံငါလုံးနဲ့ငါးနှစ်ကောင်ပါတယ်ကိုတော်သည် မုံငါလုံးနဲ့ငါးနှစ်ကောင်ကိုယူ၍ကောင်းကင်သို့ကြည်မြော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍လူများရှိ၌ထဲစေခြင်းကတပည့်တော်တို့အားပေးတော်မူ၏ ငါးနှကောင်ကိုလည်းလူအပေါင်းတို့အားဝေငှတော်မူ၏တခင်ယေရှုကဘယ်ကိုကြည့်ပြီးချီးမွမ်းလဲကောင်းကင်သို့ကြည့်မြော်၍တေချာကြည့်ပါကောင်းကင်သို့ကြည့်မြော်လျက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှတခင်ယေရှုတတ်တာမှလည်းအခက်ခဲတွေ့တာပဲဒါမဲ့ဘာကိုကြည့်လဲကောင်းကင်ကိုကြည့်တယ်အထက်ကိုကြည့်ပြီးမှလှုပ်တယ်ဒါကြောင့်ဘဝတတ်တာမှဒီနေ့အားပေးခြင်းလေဘလို့အခက်ခဲတွေ့တွေ့ဘလို့ပြဿနာတွေ့တွေ့ ဘယ်ကိုကြည်တက်ဖို့လိုလဲအထက်ကိုကြည်တက်ဖို့လိုတယ်ဣသရေလလူတွေအဂရုဘီယာထွက်လာတယ်ဘာကြည်ပြီးသွားလဲမိုးတိမ်ကြည်ပြီးသွားတယ်ဘာမှလဲကောင်းကင်မှာအပေါ်ကြည်ပြီးသွားတယ်ယေရှုတရားဟောတယ်လူတွေအများကြီးပဲထောင်တောင်းချီတယ်ဘလို့ကြွေးမလဲမုံငါလုံးနဲ့ငါနဲ့ကောင်ပဲကြည်တယ်ယေရှုဘာလုပ်လဲမုတ်ကိုယူတယ်ကောင်းကင်ကိုမျောကြည့်တယ်ကျေးဇူးတော်ချီးမွမ်းပြီးမှဖဲလိုက်အလုံးလုံလောက်သွားတယ် ဖရာဘုံထင်ရှားတယ်ကောင်းကြီးဖြစ်လာတယ်ချက်တော်ညီကိုမောင်နှမယေရှုကောင်းကင်ကြည့်တယ်ဣသလာလူတွေကောင်းကင်ကြည့်တယ်အထက်ကိုကြည့်ပြီးမှခရီးဆက်တယ်အထက်ကိုကြည့်ပြီးမှဘဝကိုဖြတ်သန်းတယ်အထက်ကိုကြည့်ပြီးမှလှုပ်ရှားရှိတာလှုပ်တယ်ဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့ဘဝမှာဘာတွေပဲကြုံပါစေဘယ်တော့မှမဆုံးရှုံးစရာဘူးဟာလေလုယာဘဲကိုမကြည့်နဲ့ပဝင်းခြင်းကိုမကြည့်နဲ့အခြေအနေကိုမကြည့်နဲ့အပေါ်ကိုကြည့် ဖယားသခင်ကိုကြည့်ပြီးတော့ခရီးဆက်ဖယားကိုကြည့်ပြီးဆုံးဖြတ်ဖယားကိုကြည့်ပြီးသွားသေးကြပေါ့ကြုံတဲ့ပြဿနာတွေမှာအောင်မြင်မယ်ဘတ်တော့မှမဆုံးရှုံးမှုစရာနှုတ်ကပတ်တော်အဖြစ်ဝင်ငှားပါတယ်အာမင် God bless you